တမာဒိဋ္ဌိဗုဒ္ဓအယူကတမာဒိဋ္ဌိအယူပါမှန်ကန်တဲ့အယူအမြင်မှန်ကန်တဲ့အတွေးအခေါ်ဖြစ်ဖို့အဓိကအချက်ကမိစ္ဆာဒိဋ္ဌိအယူကိုပယ်စုပြီးသူဖြစ်ရမှာပါဒါမှသာတမာမက္ခေ၈ပါးတရားကိုစင့်ပွားနိုင်ကြမှာပဲဖြစ်ပါတယ်သိပြီးနောက်ဘဝသစ်ဖြစ်တယ်လို့ယူဆရင်တတတမိစ္ဆာဒိဋ္ဌိဖြစ်ပါတယ် ေပြီးနောက်ဘဝပြတ်တယ်လို့ယူဆရင်အုတ်စေမိစ္ဆာဒိဋ္ဌိဖြစ်ပါတယ်။ဒါကြောင့်အတိတ်ဘဝကပြုခဲ့တဲ့အကုသို့အာကုသို့တွေကြောင့်ယခုပစ္စုပန်ဘဝမှာချမ်းသာနေရပါ။စင်းရဲတာမျိုးခံစားရတယ်လို့အယူရှိတာကတတတမိစ္ဆာဒိဋ္ဌိဖြစ်နေတာပါ။မိစ္ဆာဒိဋ္ဌိအယူကိုမပယ်စုသေးတည်းကတော့တမာဒိဋ္ဌိအယူမဖြစ်လို့တရားမရနိုင်ပါဘူး။ ဗုဒ္ဓအယူကရွေးရှင်းပါတယ်အတိတ်ဘဝရှိမရှိအနာဂတ်ဘဝရှိမရှိကို လုံးဝထည့်မတွက်ပဲလက်ငင်းပစ္စုပန်ဘဝအတွက်ကိုသာပြုလုပ်တင်တာပြုလုပ်မယ်ပြုလုပ်လို့ရလာတဲ့အကျိုးရလတ်ကိုရသိရထိုက်တဲ့ရလတ်လို့ရောက်ရဲတင်းတိမ်မှုနဲ့လက်ခံမယ်ပစ္စုပန်အရှိပကတိအခြေအနေအမှန်ကို လက်ခံပြီးအလိုက်သိနေတတ်သွားတာက လက်ရှိပစ္စုပန်မှာငိမ့်အေးမှုနဲ့နေတက်သွားတာကငိမ့်အေးမှုရသွားတာပါလက်ရှိပစ္စုပန်အရှိတရားကိုအရှိအတိုင်းလက်ခံတက်သွားတာကကျေနပ်မှုကြောင့်ဖြစ်တဲ့ညှော်လင့်တောင်းတမှုလောဘတရားမကျေနပ်မှုကြောင့်ဖြစ်တဲ့ပူပန်ကြောင်းကြမှုဒေါသတရားလောဘဒေါသဖြစ်နေမှမသိရဲ့မောဟတရားတွေစတဲ့ဒုက္ခတရားတွေမိမိတဏ္ဍာမှာချုပ်ငြိမ်းသွားတာပါ ကြီးစုပေးကြတဲ့ခွန်ရဲ့သားသမီးများလည်းကိုဣကျမ်းမာချင်းစိတ်ဣချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။